USA 316ရဲ့ဒုတိယကောင်ပွဲကို ပြောမယ်ဂျူလီယန်နာပညာနဲ့ကီလာဟယ်ရီဆန်တဲပြောရရင်ကီလာဟယ်ရီဆန်နိုင်လိမ့်မယ်ဗျာဂျူလီယန်နာပညာဆိုတာက striking ဘိုင်းမှာ UFC level တောင်မရှိဘူး ground ဘိုင်းလေးမဆိုတလောက်ကောင်းလို့ဒါ champion ထပ်ဖြစ်သွားတာအမန္နာနူးနက်အမန်းတခုလုံးမိလို့တခါနိုင်မှုတယ်မကြေဘွဲမှာအမန္နာကပြန်နိုင်တယ်ပြီးတော့အနားယူသွားလို့ရခဲနဲ့ပွဲမှာဂျူလီယာကကပတ်ပြန်လို့ရင်းနဲ့အမန်းနဲ့နိုင်ပြီးတော့ချန်ပီယံဖြစ်လာတယ်ပွဲကပြင်းစရာကြီးပါအဲ့ပွဲကိုကျွန်တော် live လွှင့်ခဲ့ဘူးတော့အကုန်မှတ်မိနေတယ်လောက်လောက်လာလာ မဟုတ်ဘူးထားပါ Killer Harrison က UFC ကထပ်တင်မဲ့မင်းသမီးတစ်ပါးပါ Ronald Rossi နောက်ပိုင်းမှာ UFC Female Fighter Dan ကတော်တော်လေးကိုစိတ်ဝင်စားမှုနေတယ်လူကြိုက်နေနေပါတယ်အဲ့တော့ခေလာကိုအဲ့ဒီနေရာမှာထားဖို့အတွက်ဒိန်နာကကြံနေတာကြာပြီ။ဆိုးတာက30ကျော်မှ UFC ကိုရောက်လာတော့အသက်ရွယ်ရဆိုရင်တော့ Brian ကတိတ်ပြီးတော့မကြံတော့ဘူး။တိုင်းရဲ့30ရရင် Olympic ဂျူတို့ရွှေတစိမ့်နှစ်စုပိုင်ရှင်ကြီးခေလာကတော့ တာတယ်။ striker ဘိုင်းတော့တိတ်အားမရပင်မဲ့ Julia ထက်တော့အများကြီးတာတယ်လို့သတ်မှတ်တယ်။၂016မှာ striker ဘိုင်းဆလိလာလာဆိုတော့အခု level ထက်တော့အများကြီးပိုမကောင်းလာနိုင်တော့ဘူး။တိုးတော့နိုင်နိုင်ပါသေးရဲ့အခုပဲဘတ်ပိုဇရှင်မပေးမိဘူးပါပဲဂျူလီယန်နာကထုံမေပေကြီးဆော့တက်ပေမဲ့ဘတ်ပိုဇရှင်ရသွားရင်တော့ဝီလိုဝီလိုဝီလိုတွေကင်တွဲနိုင်ပါတယ်ဆိုတော့ဒီဘိုင်းရောကူးဆိုင်ရမယ်အဲ့တော့ဂျူလိုဆီယမာကြီးအနေနဲ့ဘရာဇီးပန်ညာကိုကလင်းစ်ကနေပြီးတော့ဘတ်ကိုပြောင်းသွားမဲ့အနေထားတစ်ခုလုံးကိုကာကွယ်ထားနိုင်ရင်ဒီပွဲနိုင်ပါပြီ အောက်ဂျေဂျူလီယာနာ5.9နဲ့ခေလာ1.133ပေါက်ပါတယ်ဂျေတော်တော်လေးကိုကွာပါတယ်ကွာတဲ့ဂျေကိုလည်းလက်ခံပါတယ်ခေါင်းပွဲမရက်နဲ့အိုမယ်လီပထမတစ်ခါတွေ့ထားတော့ကကျွန်တော် prediction လုပ်ထားတဲ့ video ကို link ပြန်ချထားပေးမယ် Facebook မှာဆိုရင် comment မှာရှိမယ်ယူကြည့်မှာဆိုရင်တော့ဒီမှာပေါ်လာပါလိမ့်မယ်အဲ့ဒါကိုအရင်ကြည့်ပါပြီးမှပြန်လာကြည့်ပါအိုမယ်လီကဒမ်ဘေးရီယာဂျွန်ဆင်နဲ့ legend နေတယ် GOD ဂုံးနဲ့လေ့ကျင့်နေရဆိုတော့အရင်ကထက်တော့တိုက်တောင်းတဖက်နေပိုကောင်းလာမယ်လို့တော့မျှော်လင့်ပါတယ်အမှန်ဆိုရင်တော့ဂျိုဆီယေရိုကိုခေါ်ပြီးတော့ကျင့်တင်တာဗျမရက်ကြီးရဲ့တိုက်တောင်းတဖက်တွေကိုကာကွယ်နိုင်ခဲ့တာဆိုလို့ဂျိုဆီယေရိုတယောက်ပဲရှိတယ်ပထမတစ်ချိန်တွေ့တုန်းကမရက်ကိုတစ်ချက်ကောင်းကောင်တာပန့်စောင့်ပြီးထိုးမဲ့ဂိမ်းပလန်နဲ့ထွက်လာခဲ့တာပါအလုံးမဖြစ်ခဲ့ဘူးဒီဘွဲကိုတော့ Omega နောက်ထပ် game plan တစ်ခုနဲ့ထပ်လာမယ်လို့ပြောတယ်ကျွန်တော်သူ့ရဲ့ training တွေကိုလိုက်ကြည့်တယ်ဘလို့ဖြစ်နိုင်လဲဆိုတော့မှန်းမရဘူး podcast ထိုင်သားထောင်နေတနအိကျော်ကြာတယ် အခုတကောက်ထွက်လာမဲ့ game plan ကိုရှောင်ဖြေသွားတာတွေ့ရတယ်။ဒဲကြီးမပြောဘူးဗျာ။ဆိုတော့ကျွန်တော်ခံမင်းပြီးတော့တော့ပြောကြည့်မယ်။ပထမပွဲမှာမရက်ကသူ့ရှိမှာပုပ်ပုလုံးလုံးလေးနဲ့ဘဲညာပြေးပြီးတော့ရရင်ရသလိုခြေပြေးပြေးပြီးဆွဲတော့ထွင်အဖြောင်းမယ်ထိုးလို့ရတယ်။အဝိုက်တရားထိုးလို့မရအောင်။အခုပွဲမှာအဲ့လိုအဖြောင်းထက်ပတ်စော်ပြီးထိုးမယ်လို့ထင်တယ်သူ့ရဲ့ bouncing drain နဲ့ forward training တွေကိုကြည့်ပြီးတော့ဒီလောက်ထိတော့ကျွန်တော်ကောက်ချက်ချထားတယ်မရက်ကြီးကဘန်တန်ဝေတန်းရဲ့ကာဗက်ပါ သူဘလို့လာမလဲဆိုတာလူတိုင်းသိပေမဲ့ဘာမှလုံးမရအောင်ဖြစ်နေတယ်။ကာဖေတက်ကျန်းတာကကာရီယိုကျွန်တော်ဘွားမှာမရက်လောက်ကာရီယိုကျန်းတယ်လို့တခါမှမတွေ့ဘူးသေးဘူး။တားမြင့်စီတုံးထားတယ်လို့တော့မှထင်အောင်ကျန်းတယ်။တိတ်တုံးတစ်ဖက်100%ရှိတဲ့ဥမာလေလစ်တာပဲ။ဆိုတော့ဒမီတရက်ဂျွန်ဆင်နဲ့ကျင့်ထားတဲ့တိတ်တုံးတစ်ဖက်နေအလုပ်ဖြစ်ပါစေလို့ပဲဆုတောင်းတယ်။မဖြစ်ရင်တော့ပထမပွဲရလတ်တိုင်းပဲထွက်မှာပါ။ပြီးတော့သူကျင့်နေတဲ့45 degree side ထွက်ပြီးတော့ဝင်မဲ့ထိုးမဲ့ counter punch တွေထိပါစေပေါ့။မထိခဲ့ဘူးဆိုရင်တော့မဟုတ် မရက်ကြီးကိုတတိယအခြေတည်အလဲမထိုးနိုင်ဘူးဆိုရင်တော့မရက်ကပဲဂန်ပေါက်လိုက်ပြန်ကောက်လိုက်လောက်ပါလိမ့်မယ်။ဘာကြောင့်အိုမယ်လီကိုတဲပြီးပြောလဲဆိုတော့ဒီဘက်မှာအိုမယ်လီကမင်းပါပဲ။သူဘလို့ဆော့မယ်ဆိုရဲအပေါ်မှာမူတည်ပြီးတော့ပဲပွဲရအပြောင်းလဲဖြစ်သွားမှာပါ။မရက်ကတော့အားလုံးသိတဲ့အတိုင်းပဲဆော့မှာပါ။အမှန်ဆုံးဖြတ်ကိုရောင်းရင်လည်းမရက်ကြီးပဲစားသွားနိုင်ချေမြင့်ပါတယ်။ပေါ့ဂျေအိုမယ်လီ3.215မရက်1.36ပေါ့ပါတယ်ပေါ့ဂျေကိုလက်ခံပါတယ် UFC 316ကို Telegram မှာ live လွှင့်ပေးမှာပါတနင်္ဂနွေနေ့မနက် မြန်မာစံတော်ချိန်၄နိုင်ခွဲလောက်ကနေစမှာပါ။ main gate တွေကတော့၈ခွဲ၉ဝန်းကျင်လောက်ကနေစမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညွှန်ရတာပါ။တရား social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN Wage ကိုသုံးပါ